မင်္ဂလာပါ Brighter Mathematics ခဏကြိုဆိုပါရယ်ဒီချေဒီနေ့ဆွေးနွေးသွားမှာက Grade 12 Mathematics Chapter 3ရဲ့ Analytical Solid Geometry သင်ခန်းစာရဲ့အပိုင်း1ကိုရှင်းပြပေးမှာဖြစ်တယ်ဒီအပိုင်း1မှာဘာအကြောင်းတွေကိုဆွေးနွေးမှာလဲဆိုရင် Equations of the Planes Plane ရဲ့ Equation တွေအကြား Now equations of perpendicular lines to the plane ဒီ plane တွေပေါ်ကိုထောက်မှန်ကြနေတယ် perpendicular line တွေရဲ့ equation တွေရဲ့ Now points of intersection point of intersection ကဒီ plane နဲ့ perpendicular line ရဲ့ intersection point တွေအကြောင်းပေါ့နော်ဒီအကြောင်းလေးတွေကိုဆွေးနွေးသွားမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ကြည့်ရအောင် the plane parallel to the exit plane ဟုတ်ပြီအရင်ဆုံး exit plane ကို exit plane နဲ့ parallel ဖြစ်တဲ့ plane အကြောင်းကိုပြောမှာဖြစ်တယ်ဟုတ်ပြီဒီ plane အကြောင်းပြောခြင်းမပြောခင် two dimension အကြောင်းလေးကိုနည်းနည်းပြန်ပြောခြင်း ਨੇ two dimension မှာတော့ line line equation လေးတွေအကြောင်းပေါ့နော်ဒီ x exit တလျှောက်မှာမြည်သည့် point မဆို y coordinate က0ဖြစ်တယ်ဒါကြောင့် equation of x axis ကို y = 0လို့ရေးတယ် အခုဒီမှာအနီအောင် line လေးဒီ line လေးက x axis နဲ့အပြိုင် parallel ဆွဲထားတဲ့ line လေးဖြစ်တယ် x axis နဲ့ parallel ဆွဲတာမို့လို့အဲ့ဒီ line တစ်လျှောက်မှာ x coordinate တွေကနေရာကိုလိုက်ပြီးအမျိုးမျိုးပြောင်းသွားမယ်ဒါပေမဲ့ y coordinate ကတော့ဒီ line မှာမပြောင်းဘာဘာအနေနဲ့ရှိမလဲဆိုရင်ဒီ3ဆိုတဲ့ point လေးကိုဖြတ်ပြီးတော့ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ line တစ်လျှောက်မှာ y coordinate ဒီ3တွေပဲဖြစ်နေမှာဖြစ်တယ်ဒါကြောင့်ဒီ line ရဲ့ equation ကို y = 3လို့ရေးတယ် အကယ်၍ y ဘွဲ့တူ -3 ကိုဖြတ်ပြီးဆွဲခဲ့ရင်လည်းဒီ line equation က y ဘွဲ့တူ -3 ဖြစ်မယ်။အဲ့တော့ x axis နဲ့ parallel ဆွဲတဲ့ line တွေအားလုံးကိုသူက y နဲ့ပေါ်ပြရတယ်။ဘာလို့ဆို y and tan mu ကမပြောင်းလဲလို့ x axis နဲ့ parallel ဖြစ်တဲ့ line အားလုံးမှာ x coordinate တွေကပြောင်းမယ်။ y coordinate တွေကမပြောင်းဘူး။ဒါကြောင့်သူနဲ့ parallel ဖြစ်တဲ့ line တွေအားလုံးကို y tan mu နဲ့ပေါ်ပြရ equation ကို ဟုတ်ပြီအဲ့ဒါဆို why is this နဲ့ parallel ဖြစ်တဲ့ line တွေကြောင်းအောင်ကြည့်အောင် why is this နဲ့ parallel ဖြစ်တဲ့ line တွေဆိုရင်ဒီအတိုင်းပဲသူက wind down mode တွေကပြောင်းသွားမယ် x coordinate တွေကမပြောင်းဒီ line တစ်ချောင်းကမြည်သည့် point မဆို x coordinate ကမပြောင်းဒီမှာဆိုရင် negative 2ကိုဖြတ်ပြီးဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ line ပေါ်မှာ မြည်သည့် point မဆို x coordinate က negative 2ပဲဖြစ်နေမှာဖြစ်တယ်။ y coordinate တွေကတော့အပေါ်ဘက်ကိုသွားရင်အပေါင်းတန်မိုးတွေကြီးကြီးသွားမယ်။အောက်ဘက်ကိုသွားရင်အနုတန်မိုးတွေငယ်ငယ်သွားမယ်ပေါ့။အဲ့တော့ y axis နဲ့ parallel ဆွဲတဲ့ line တွေကိုကြာတော့သူတို့ရဲ့ equation တွေကို x နဲ့ပေါ်ပြတာဖြစ်တယ်။ဘာလို့ဆိုတော့ x coordinate တွေကမပြောင်းလဲလို့။ Okay ဒီဘက်မှာ3ကိုဖြတ်ပြီးတော့ y axis နဲ့ parallel ဆွဲရင်လည်းအဲ့ဒီ line ရဲ့ equation က x equal to 3ဖြစ်မှာပေါ့နော်။ဒီဒါလေးတွေကိုငယ်ငယ်ပြန်ပြီးတော့ ပြောပြပေးတာဖြစ်တယ်အများစုကတော့ဒါတွေသိပြီးသားပါဒီဟာကိုသဘောပေါက်တယ်ဆိုရင်ဒီဘက်က plain နေမှာလေဒီသဘောတရားအတိုင်းမှာပဲဟုတ်ပြီအခုပြောမှာက except plain except plain နဲ့ parallel ဖြစ်တဲ့ plain ကိုပြောမှာဖြစ်တယ်အဲ့တော့ except plain လေးဆွဲလိုက်မယ်ပေါ့နော် except plain ဆိုတာ x axis z axis နဲ့တည်းနဲ့ origin ကိုဖြတ်ပြီးတော့ဆွဲထားတဲ့ plain လေးဖြစ်တယ် AZ plane ပေါ်မှာ y coordinate တည်း0ဖြစ်ပြီးတော့သူ့ရဲ့ equation ကို y = 0လို့ရေးတယ်ဆိုတာကိုရှင်းမှသိခဲ့ပြီးဖြစ်တယ်ရှင်းရ video မှာဟုတ်ပြီအခု2နဲ့ parallel ဖြစ်တဲ့ plane တစ်ခုဆွဲလိုက်မယ်မင်း2နဲ့ parallel ဖြစ်တယ်ဆိုတော့သူ့ကိုဖြတ်မှာလဲဆိုရင် y axis ကို down man ကြဖြတ်မှာပေါ့နော် y axis နဲ့ down man ကြနေမှာပေါ့ဒီ plane က y axis ကိုဖြတ်တယ်ဘယ်နေရာမှာဖြတ်လဲဆိုတော့ b ဆိုတဲ့နေရာလေးမှာသူဖြတ်တယ် ဟုတ်ပြီဒီ plane ဒီ x plane နဲ့ parallel ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ plane ပေါ်မှာရှိတဲ့ coordinate တွေမှာ x coordinate နဲ့ z coordinate တွေကပြောင်းနေမှာဖြစ်တယ်မပြောင်းတာကလည်းဆိုရင် y coordinate y coordinate ကမပြောင်းဘူးဒါအနေနဲ့ရှိမလဲဆိုရင်ဒီမှာ b ကိုဖြတ်ပြီးဆွဲထားတာမို့လို့ဒီ plane ပေါ်မှာရှိတဲ့မြည်သည့် point မဆို y coordinate ဒီ b ပဲဖြစ်နေမှာဖြစ်တယ် မပြောင်းလဲဘူးဒါကြောင့်ဒီ plane ရဲ့ equation ကို y = b လို့ရေးမယ်ဒီမှာတော့0တွေပဲဖြစ်နေမှာမဟုတ်လို့ y = 0သူနဲ့ parallel ဖြစ်တဲ့ plane ကြတော့ b ကိုဖြတ်ပြီးတော့ဆွဲရဲဆိုရင် y = b 2ကိုဖြတ်ပြီးဆွဲရင် y = 2 3ကိုဖြတ်ပြီးဆွဲရင် y = 3ဒါကိုပုံလေးနေနဲ့ကြည့်ရအောင်ဟုတ်ပြီ a z plane ကိုအခုတခါ4ကိုဖြတ်ပြီးဆွဲမယ်ဆိုတော့ ဒီကောင်ကြီးဒီ plain ပေါ်မှာ x နဲ့ set ကပြောင်းမယ် y ရော4တွေပဲဖြစ်နေမယ်မပြောင်းလည်ဘူးဒါကြောင့်ဒီ player equation ကို y equal to 4လို့ရေးမယ်အဲဒီတခါ negative 3ကိုဖြတ်ပြီးတော့ plain လေးဆွဲလိုက်မယ်ဒါဆိုရင်လည်းဒီအတိုင်းပဲသူဒီ x set plain နဲ့ parallel ဖြစ်နေလို့ x coordinate နဲ့ z coordinate တွေဒီ plain ပေါ်ကနေရာတွေမှာ မျိုးမျိုးပြောင်းနိုင်ပြီမယ် y coordinate ကတော့မြည်သည့် point မှာမဆို negative 3နဲ့ပဲဖြစ်နေမယ်မပြောင်းလဲဘူးဒါကြောင့်ဒီ plane ရဲ့ equation ကို y = negative 3လို့ရေးမယ်ဟုတ်ပြီ plane ရဲ့ equation လေးတွေသိပြီဆိုရင်ဒီ plane ပေါ်မှာရှိတဲ့ coordinate point လေးတွေကဘယ်လိုပုံစံရှိမလဲကြည့်ရအောင်ဟုတ်ပြီဒီမှာဆိုရင်ဒါ equation ဘာ equation လဲဆိုရင်ဒီ x h to y နဲ့ z တို့အဲ့လိုတစ်ခုခုနဲ့ပေါ်ပြထားတယ်ဆိုရင်ဒါဒီ plane equation ဝိုင်းနဲ့ပေါ်ပြတာတာဖြစ်တဲ့အကြောင်းမလို့ဒါဒီ by equation လဲဆိုရင် except plain except plain x y equal to 0ဆိုရင်သူဒီ except plain ဖြစ်မယ် y equal to တခြားတန်ဖိုးတစ်ခုခုဆိုရင်သူဒီ except plain နဲ့ parallel ဖြစ်နေတဲ့ plain တစ်ခုခုဖြစ်မယ်ပေါ့နော်အဲ့တော့ y equal to 0ဆိုရင်သူဒီ except plain ဖြစ်တဲ့ except plain ပေါ်မှာ y coordinate ဒီအမြဲတမ်း0ဒါကြောင့်သူ့ပေါ်မှာရှိတဲ့ coordinate point လေးတွေဒီ x, 0, z ပုံစံနဲ့ရှိမယ် ဝိုင်းနေရာမှာအမြဲတမ်းဇီရိုပဲဖြစ်မယ်လို့ပြောချင်တာ။နောက်ဝိုင်းဘွက်တူ B ဆိုတဲ့ plane ပေါ်မှာလည်းဒီတိုင်းပဲဝိုင်းနေရာမှာ B တွေပဲဖြစ်နေမှာဖြစ်တယ်။ဂျန်နဲ့ H နဲ့ Z နဲ့ကတော့အမျိုးမျိုးပြောင်းနိုင်တယ်။အဲ့တော့ X, B, Z ပုံစံရှိမယ်။ဝိုင်းဘွက်တူ4ဆိုတဲ့ plane ပေါ်မှာဒီတိုင်းပဲဝိုင်းနေရာမှာ4တွေပဲဖြစ်နေမှာဖြစ်တယ်။ X, 4, Z ပုံစံရှိမယ်။ ဝိုင်းကွက်2 negative 3ဆိုတဲ့ plane ပေါ်မှာဆိုရင်လည်းဒီအတိုင်းပဲဝိုင်း coordinate ဒီ negative 3တွေပဲဖြစ်နေမှာဖြစ်တယ်အဲ့တော့ဒီပေါ်မှာရှိတဲ့ဒီ plane ပေါ်မှာရှိတဲ့ point တွေရဲ့ပုံစံဒီ x comma negative 3 comma z ပုံစံရှိမယ်ဝိုင်းကွက်2 negative 2ဆိုတဲ့ plane ပေါ်မှာလည်းဒီ y coordinate ဒီ negative 2တွေပဲဖြစ်နေမှာဖြစ်တယ်မပြောင်းလဲအဲ့တော့ဒီ plane ပေါ်က point တွေရဲ့ပုံစံဒီ x comma negative 2 comma z ပုံစံနဲ့ရှိနေမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုရင် နောက် plane တစ်ခုသွားမယ်နောက် plane တစ်ခုကြည့်ရအောင်နောက်တစ်ခုက the plane parallel to the xy plane ဒီတစ်ခါက xy plane နဲ့ parallel ဖြစ်တဲ့ plane ဟုတ်ပြီအဲ့ဒါဆိုရင် xy plane လေးဆွဲမယ် xy plane ဒီ x axis y axis နဲ့တူညီတဲ့ origin ကိုဖြတ်ပြီးဆွဲထားတဲ့ plane တစ်ခုဖြစ်တယ် HY plane ပေါ်မှာ z coordinate တွေဒီ0တွေပဲအမြဲတမ်းဖြစ်လို့ဒီ plane ရဲ့ equation ကို z = 0လို့ရေးရတဲ့ဆိုတာကို share slide share video မှာပြောခဲ့ပြီးဖြစ်တယ်ဟုတ်ပြီအခုသူနဲ့ parallel ဖြစ်တဲ့ plane တစ်ခုကိုဆွဲမယ်သူနဲ့ parallel ဆိုတော့သူဒီဘယ် axis ကိုဖြတ်မလဲဆိုရင် z axis ကိုဖြတ်ပြီးဆွဲရမှာဖြစ်တယ် z axis နဲ့တောင်းပန်ကြဆွဲရမှာဖြစ်တယ်ဟုတ်ပြီသူက c z coordinate ပေါ်က c ဆိုတဲ့ point လေးကိုဖြတ်ပြီးတော့ဆွဲလိုက်တာမို့လို့ဒီ ရင်ကြီးပေါ်မှာဇက်ကိုအော်ဒနိတ်တွေဒီ C အဖြစ်နဲ့ပဲရှိနေမယ်မပြောင်းလဲဘူးဘာတွေပြောင်းမှာလဲဆိုရင် xy plane နဲ့ parallel ဖြစ်နေလို့ x coordinate y coordinate တွေပဲပြောင်းနေမှာဖြစ်တယ်အဲ့တော့ဇက်က C အဖြစ်နဲ့မပြောင်းလဲတာဖြစ်လို့ဒီ plane ရဲ့ equation ကို z equal to C လို့ရေးမယ်ပေါ့နော် ဟုတ်ပြီနောက်တစ်ခါတနေရာဆွဲလိုက်မယ်ဒီတစ်ခါသူက5ဆိုရဲနေရာကိုဖြတ်ပြီးတော့ x y plane နဲ့ parallel ဆွဲမယ် z a is equal to 5ကိုဖြတ်မယ်ဆိုတော့ဒီတစ်ခါကျသူ့ရဲ့ equation ဘာဖြစ်မလဲဆိုရင် z equal to 5အဲ့တော့ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲဒီ plane ပေါ်မှာ x coordinate y coordinate တွေအမျိုးမျိုးပြောင်းလဲပြီးမြင်ဒီမြည်သည့် point မှာမဆို z ကတော့5ဖြစ်နေမပြောင်းလဲရှိနေမှာဖြစ်တယ်ဒါကြောင့်ဒီ plane ရဲ့ equation ကို z equal to 5လို့ရေးရတာဖြစ်တယ် နောက်တစ်ခုကဒါ3ကိုဖြတ်ပြီးဆွဲရင်တော့ဒီ plane ပေါ်မှာ z coordinate ဒီ3တွေပဲဖြစ်နေမယ်မပြောင်းလဲဘူး x coordinate နဲ့ y coordinate တွေပဲပြောင်းမှာဖြစ်တယ်အဲ့တော့ z equal to 3ကမပြောင်းလဲတော့ဘူးလို့ဒီ plane ရဲ့ equation ကို z equal to 3လို့ရေးမယ်အဲ2ကိုဖြတ်ပြီးဆွဲရင်တော့ဘာလို့ရေးမလဲ z equal to 2လို့ရေးမှာပေါ့ဟုတ်ပြီဒါဆိုရင် plane equation တွေရေးတာကိုသိပြီထင်တယ် ဲ့တော့ဆိုဒီ plane နေမှာရှိတဲ့ coordinate point နေရောဘယ်လိုတွေဖြစ်မလဲဟုတ်ပြီဒီမှာ equation ဘာ equation လဲဆိုရင်ဒီ z တန်မူတစ်မျိုးတည်းနဲ့ပေါ်ပြထားတာမလို့ဒါဒီ x တစ်မျိုးတည်း y တစ်မျိုးတည်း z တစ်မျိုးတော့နဲ့ပေါ်ပြထားရင်အဲ့ဒီ equation တွေဒီ plane equation တွေဖြစ်တယ်အခုဒီမှာ z နဲ့ပေါ်ပြထားတာဖြစ်တဲ့တော့ကြောင့်မလို့ဒီ equation တွေဒီ xy plane တို့မဟုတ် xy plane နဲ့ parallel ဖြစ်တဲ့ plane တစ်ခုခုဖြစ်မယ်အဲ့တော့ z equal to 0ဆိုရင်တော့သူဒီ xy plane ဖြစ်တယ် xy plane ပေါ်မှာ ဆက်ကအမြဲတမ်း0ဖြစ်တယ်အဲ့တော့သူ့ရဲ့ coordinate ပုံစံတွေက x, y, 0ဖြစ်မယ်အဲ့တော့ z = c ဆိုတော့ plane mode မှာဆိုရင် z coordinate ဒီအမြဲတမ်း c ပဲဖြစ်နေမှာဖြစ်တယ်။အဲ့တော့ဒီ plane mode က point တွေကဘယ်လိုပုံစံဖြစ်မလဲ x, y, c ဖြစ်မှာပေါ့။အဲ့တော့ z = 5ဆိုတော့ plane mode မှာလည်းဒီအတိုင်းပဲ ဇက်ကိုအော်ဒိနေတီဖိုင်အနေနဲ့ပဲရှိနေမှာဖြစ်တယ်အဲ့တော့သူ့ဘောက point တွေကဘယ်လိုပုံစံဖြစ်မလဲ x, y, 5ပုံစံနဲ့ရှိနေဇက် equal to 3ဆိုရင်လည်းဒီအတိုင်းမှာပဲဇက်နေရာမှာ3တွေပဲဖြစ်နေမှာဖြစ်တယ်ဇက် equal to 2ဆိုရယ် plane ပေါ်မှာဒီအတိုင်းပဲဇက်နေရာမှာဇက်ကိုအော်ဒိနေနေရာမှာ2တွေပဲဖြစ်နေမှာဖြစ်တယ် x coordinate y coordinate တွေကပြောင်းနိုင်မိမယ်ဇက်ကတော့ဒီမြည်သည့် point မှာမဆို2ပဲဖြစ်နေမှာဖြစ်တယ်မိသားစုနောက်တစ်ခုကြည့်မယ် နောက်တစ်ခုက yz plane နဲ့ parallel ဖြစ်တဲ့ plane အဲဆို yz plane လေးဆွဲလိုက်မယ် yz plane ဆို yaz yaz z az နဲ့တန်းနဲ့ origin ကိုဖြတ်ပြီးဆွဲထားတဲ့ plane က yz plane ဖြစ်တယ် yz plane ပေါ်မှာမြင်သည့် point မှာမဆို x coordinate တွေဒီ0ဖြစ်တာမို့လို့ yz plane ရဲ့ equation ကို x 0လို့ရေးခဲ့တာကိုရှင်းရဗီဒီယိုမှာသိပြီးဖြစ်တယ် ဟုတ်ပြီသူနဲ့ parallel ဖြစ်တဲ့ plane လေးဆွဲလိုက်မယ် yz နဲ့ parallel ဖြစ်တယ်ဆိုသူဒီဘသူကိုဖြတ်မှာလဲဆိုရင် x axis ကိုဖြတ်မယ်ဒါမှကြာဖြတ်မှာပေါ့ x axis ကိုဒါမှကြာဖြတ်မယ်ဦးဘသူကိုဖြတ်ပြီးဆွဲထားလဲဆိုရင် a ဆိုတဲ့နေရာလေးကိုဖြတ်ပြီးဆွဲထားတယ် ော်ဒီ plane ဒီ wine set နဲ့ parallel ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ plane ပေါ်မှာရှိတဲ့မြင့်သည့် point မဆို wine coordinate တွေနဲ့ set coordinate တွေအမျိုးမျိုးပြောင်းသွားနိုင်တယ် point မှာတစ်မျိုးစီဒါပေမဲ့ x coordinate ကတော့မြင့်သည့် point မှာမဆို a ပဲဖြစ်နေမှာဖြစ်တယ်မပြောင်းလဲဘူးဒါကြောင့်ဒီ plane ရဲ့ equation ကို x a လို့ရေးမယ်ဟုတ်ပြီ now ဒီ y z plane နဲ့ parallel ဖြစ်အောင် ဇဲ x a z ပေါ်က3ကိုဖြတ်ပြီးဆွဲလိုက်တော့ဒီ plane ရဲ့ equation ကဘာဖြစ်သွားမလဲ x 3ဒီက5ကိုဖြတ်ပြီးဆွဲတော့ x 5အဲ့တော့ဒီ plane ပေါ်မှာ y နဲ့ z တွေနေရာလိုက်ပြောင်းနေမှာ x coordinate ကတော့5အဖြစ်ဖြစ်နေမယ်မပြောင်းလဲဘူးအဲ့တော့သူ့ရဲ့ equation က x 5ဖြစ်တယ် ဒီတစ်ခါ x = -2 ကိုဖြတ်ပြီးဆွဲရတဲ့ plane လေးအဲ့တော့ဒီ plane ရဲ့ equation ကဘာဖြစ်မလဲ x = -2 ဒါဆိုလိုတာကဘာလဲဆိုရင်ဒီ plane ပေါ်မှာရှိတဲ့မြည်သီး point မဆို x coordinate က -2 ဖြစ်ရှိနေမယ်မပြောင်းလဲဘူး y နဲ့ z ကပဲပြောင်းမှာဖြစ်တယ်အဲ့တော့ coordinate point တွေကဘယ်လိုပုံစံရှိမလဲဒီ plane လေးတွေပေါ်မှာ ဟုတ်ပြီ plane equation ကဒီမှာ x တမျိုးတည်းနဲ့ပေါ်ပြထားတာဒါဒီ plane equation ဘာ equation လဲဆိုရင် x နဲ့ပေါ်ပြထားတာမဟုတ်လို့ yz plane တို့မဟုတ် yz plane နဲ့ parallel ဖြစ်တဲ့ plane ရဲ့ equation တွေဖြစ်တယ် x 0ဆိုရင်တော့သူဒီ yz plane ဖြစ်တယ် yz plane ပေါ်မှာ x coordinate ဒီအမြဲတမ်း0ဒါကြောင့်မဟုတ်လို့သူရဲ့ equation က x 0သူ့ပေါ်မှာရှိတဲ့ coordinate point တွေအဲ plane ပေါ်မှာရှိတဲ့ coordinate point တွေရဲ့ပုံစံဒီ 0, y, z x နေရာမှာအမြဲတမ်း0နဲ့ပေါ်ပြရမှာဖြစ်တယ်။ x a ဆိုတဲ့ plane ပေါ်မှာလည်းဒီတိုင်းပဲ x coordinate ဒီအမြဲတမ်း a ဖြစ်နေမှာဖြစ်တယ်။ y နဲ့ z နေရာမှာတော့အမျိုးမျိုးပြောင်းနိုင်တယ်။အဲ့တော့ a, comma, y, z ပုံစံဖြစ်မယ်။ x 3ဆိုတဲ့ plane မှာလည်းတိုင်းမဲ့ x coordinate က3ဖြစ်တယ်အမြဲတမ်းဒါကြောင့် 3,y,z x 5ဆိုတဲ့ plane ပေါ်မှာဆိုရင် 5,y,z ပုံစံနဲ့ point တွေရရှိမယ် h = 2 -2 ဆိုတဲ့ plane မှာဆိုရင် point လေးတွေကဘယ်လိုပုံစံရှိမလဲ -2, y စပုံစံနဲ့ရှိမှာဖြစ်တယ်။ဟုတ်ပြီဒါဆိုရင် plane နေနဲ့သူတို့ရဲ့ parallel plane နေ equation နေ xy plane yz plane az plane ဒီ plane သုံးခုရဲ့ equation သူတို့နဲ့ parallel ဖြစ်နေတဲ့ plane တွေရဲ့ equation ရမယ်လို့ထင်ပါတယ်။နောက်ပြီးတော့ဒီ plane တွေပေါ်မှာရှိတဲ့ coordinate point ပုံစံလေးတွေကိုလည်းဖော်ပြတတ်မယ်လို့ထင်ပါတယ်။ အဲ့ဒါဆိုရင်နောက်တစ်မျိုးသွားအောင်နောက်တစ်မျိုးက perpendicular line နေအကြောင်းပြောမှာဖြစ်တယ်အဲ့ lines perpendicular to the xy plane xy plane ကိုဓာတ်မှတ်ကြနေတဲ့ line နေအကြောင်းပြောမယ်ဟုတ်ပြီအဲ့ဒါဆိုရင်3 dimension မှာ xy plane လေးဆွဲလိုက်မယ်။ axis y axis နဲ့တညီတဲ့ origin ကိုဖြတ်ပြီးတော့ဆွဲမယ်။ xy plane ဖြစ်တဲ့ဒါဒီ။ဟုတ်ပြီ။သူ့ဘုံ perpendicular ဖြစ်နေတဲ့ line တစ် line ဆွဲလိုက်မယ်။ဟုတ်ပြီ။ဒီ line ဒီ 8-point plane ကို perpendicular ဖြစ်အောင်ဆွဲထားတဲ့ line ဖြစ်တယ်ဒီ point လေးမှာတောက်မှတ်ကြရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီ line လေးဒီ 8-point plane ကို perpendicular တောက်မှတ်ကြရတယ်ဆိုရင်သူဒီဘယ်သူနဲ့ပြိုင်နေမှာလဲဆိုရင် z axis နဲ့ပြိုင်နေမှာဖြစ်တယ် z axis နဲ့ z axis နဲ့ပြိုင်နေရင်ဒီ line တစ်လျှောက်က point နေမှာ z coordinate တွေပြောင်းမယ်ဘာမပြောင်းလဲဆိုရင်ကျန်တဲ့ x coordinate နဲ့ y coordinate ကမပြောင်း ဟုတ်ပြီအဲ့တော့ကြည့်ရအောင်အဲ့တော့ဒီ line လေးဒီဘယ် point ကိုဖြတ်လာခဲ့လဲဆိုရင် a comma b comma c ဆိုတော့ point လေးကိုဖြတ်လာတယ် x coordinate က a y coordinate က b z coordinate က c ဆိုတော့ point လေးကိုသူဖြတ်လာတယ်အဲ့ဆိုဒီ line ပေါ်မှာခုနကဘာတန်မိုးတွေချင်း z coordinate တွေချိန်မယ်လို့ပြောခဲ့တော့ဒီ c နေရာမှာအမျိုးမျိုးပြောင်းသွားမယ်ဒီ line ကတနေရာတစ်မျိုးပြောင်းမယ်ဒါပေမဲ့ a နဲ့ b ကတော့မြည်သည့် point မှာမဆိုဘယ်နေရာရရောက် x coordinate က a y coordinate က b လို့ပဲဖြစ်နေမှာဖြစ်တယ်အဲ့ဒါဆိုရင်အဲ့ဒီ line နဲ့ဒီ xy plane နဲ့ဒီဖြတ်သွားတဲ့အမှတ်ကလေးဒီအမှတ်ကလေးဒီဖြတ်မှန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ line ပေါ်မှာလည်းရှိမယ်ဒီ plane ပေါ်မှာလည်းရှိမယ်ဟုတ်ပြီသူဒီ xy plane ပေါ်မှာရှိတဲ့ point ဖြစ်တဲ့အတွက်ကြောင့်မို့လို့ z coordinate ကဘာဖြစ်မှာလဲဆိုရင် z coordinate က0ဖြစ်မှာပေါ့အဲ့တော့သူ့ရဲ့အကိုဒီဒီ point လေးရဲ့ coordinate ဒီ a, b, 0ဖြစ်မှာပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ဒါ plane နဲ့ line intersection point လေးပါတခါတည်းသိသွားမယ်ထင်တယ် ဟုတ်ပြီအဲ့ဒါဒီ line ပေါ်မှာတခြား point လေးတွေကိုကြည့်ရအောင်ဟုတ်ပြီဒီကောင်ဆိုရင် z is it ပေါ်က2နဲ့တထန်းနဲ့ဖြစ်တယ်အဲ့ဒါဆိုတော့သူဒီဘာဖြစ်မလဲ z coordinate က2ဖြစ်သွားမှာပေါ့ဒီ point လေးမှာ a ကောမှာ b ကောမှာ2 5ဆိုရင် a ကောမှာ b ကောမှာ5အဖော်နေရာဆိုရင် a, b, 4ဖြစ်မယ်။3နေရာဆိုရင် a, b, 3ဖြစ် အဲ့ဒါဆိုတော့ဒီ line ရဲ့ equation ကိုရေးတော့မယ်ရေးမယ်ဆိုဒီ line မှာဘာတွေကမပြောင်းတာလဲဆိုရင် x coordinate နဲ့ y coordinate ကမပြောင်းအဲ့ဒါဆိုရင်ဒီ line ရဲ့ equation ကို x coordinate y coordinate နဲ့ပေါ်ပြရမယ် x coordinate ကဘယ်လောက်လဲဆိုရင် a y coordinate ကဘယ်လောက်လဲဆိုရင် b ဖြစ်တယ်ဒီ line တစ်ချောင်းဒါကြောင့်သူ့ရဲ့ equation ကို x a b a y b လို့ရေးမယ်အဲ့တော့ coordinate point အနေနဲ့ရေးရင်တော့ a, b, z အနေနဲ့ရေးမယ် ဒါကိုလည်း equation ကိုဒီလိုပုံစံနဲ့ရေးတယ်လို့ coordinate point နဲ့လည်းရေးလို့ရှာတယ်။အဲ့တော့ဒီ line ပေါ်မှာရှိတဲ့ point လေးဒီ x coordinate နဲ့ x coordinate က a ပဲမပြောင်းလဲ y coordinate က b မပြောင်းလဲ z coordinate တွေပဲပြောင်းမှာဖြစ်တယ်။ဒါကတော့စာလေးနဲ့ရေးပြီးတော့ပြရတာဖြစ်တယ်။ the equation of any line perpendicular to the xy plane and passing through the point abc အဲ့တော့ any line ဘာလို့ line လဲဆိုရင် perpendicular to the xy plane xy plane ကို perpendicular ဖြစ်မယ်ဒေါင်းမှန်ကြမယ်ပြီးရင် abc ဆိုတဲ့ point ကိုလည်းသူကဖြတ်ပလာတယ်ဖြတ်လာတယ်အခု abc ကိုလည်းဖြတ်လာတယ် xy plane ကိုလည်းဒေါင်းမှန်ကြတယ်ဆိုဒီ line ပေါ့နော်အဲ့လို line မျိုးဘယ် line မဆိုတဲ့သူ့ရဲ့ equation ကိုဘယ်လိုရေးမလဲဆိုရင် x a y b လို့ရေးမယ်တဲ့ x coordinate နဲ့ y coordinate မပြောင်းလဲတဲ့အတွက်ကြောင့် ် existent mu wind down ကိုလည်းဖော်ပြရတယ်သူ့ရဲ့ equation ကို line equation ဆိုရင်ဒီလိုနှစ်မျိုးနဲ့ဖော်ပြရတယ်နော် exit တွေတော့လည်းနှစ်မျိုးနဲ့ဖော်ပြခဲ့ plane ဆိုရင်တစ်မျိုးနဲ့ဖော်ပြမယ်အဲ့တော့ဒီ line ဒီ z axis နဲ့လည်းပြိုင်နေပါတယ်အဲ့တော့ဒီ line ပေါ်မှာရှိတဲ့ဒီ line တစ်ချောင်းမှာရှိတဲ့ on that line the point on that line ဒီ line ပေါ်မှာရှိတဲ့ point တွေ coordinate တွေဟာ in the form of a, b, c a, z a, b, c a, z ပုံစံနဲ့ရှိနေမှာဖြစ်ပါတယ်။ဟုတ်ပြီအဲဆိုရင် now line တကူကိုပြောရအောင်။နောက်တစ်ခုက y z plane ကို perpendicular ဖြစ်တဲ့ line အဲ့တော့ y z plane လေးဆွဲမယ်ပြီးရင်သူ့ကို perpendicular ဖြစ်တဲ့ line တစ် line ဆွဲလိုက်မယ်ပေါ့နော်။ ဲဆိုရင် yz plane ဖြစ် yz plane ကိုသူဒီဒီ point မှာထောင်းမှန်ကြတယ်အဲ့တော့ဒီ line ဒီဘယ်သူနဲ့ပြိုင်မလဲဆိုရင် x axis နဲ့ပြိုင် x axis နဲ့ပြိုင်ရင်ဒီ line ပေါ်က point နေမှာဘာတွေဖြစ်သွားမလဲ x coordinate တွေပြောင်းသွားမယ်ဒါဝင်ဒီ line တစ်လျှောက်က point နေမှာဘာမပြောင်းလဲဆိုရင် y နဲ့ z coordinate ကမပြောင်းဟုတ်ပြီအဲ့ဒါဆိုကြည့်ရအောင် အဲဒီ line ဒီ point ဒီ line လေးဒီဘယ် point ကိုဖြတ်လာခဲ့လဲဆိုရင် a comma b comma c ဆိုတဲ့ point လေးကိုသူဖြတ်လာတယ်။အဲ့တော့ဆိုရင်တို့ကသိပြီဒီ line ပေါ်မှာဘာတွေပြောင်းမှာလဲ x coordinate ပြောင်းမှာဆိုတော့ဒီ a နေရာမှာတန်ဖိုးတွေမျိုးမျိုးပြောင်းသွားမယ်။ b နဲ့ c နေရာမှာကမပြောင်းဘူး y coordinate က b ပဲဖြစ်နေမှာဒီတလန်းလုံး။ c ကလည်းဒီတလန်းလုံးမှာကို z ရဲ့ coordinate ကလည်း c ပဲဖြစ်နေမှာဖြစ်တယ်။အဲ့တော့ဆိုရင်အရင်ဆုံးဒီ intersection point လေးကိုစဉ်းစားကြည့်ရအောင်။ intersection point ကဒီ y z plane နဲ့ဒီ line နဲ့ရဖြတ်တဲ့အမှတ်စုံတဲ့အမှတ်ပေါ့ဒါဆိုဒီ point လေးဒီဒီ line ပေါ်မှာရှိသလိုဒီ plane ပေါ်မှာလည်းရှိတယ်အဲ့တော့ဒီ y z plane ပေါ်မှာရှိတယ်ဆိုရင် y z plane ပေါ်မှာတိခဲ့တာဘာလဲဆိုရင် x coordinate ကအမြဲတမ်း0ဖြစ်တယ်အဲ့ဒါဆိုဒီ point ကဘာဖြစ်သွားမလဲဆိုရင်ဒီ x coordinate a နေရာမှာ0ဖြစ်သွားမယ် b နဲ့ c ကမပြောင်းအဲ့တော့0,0 b comma c ဖြစ်မှာပေါ့ဒီ point ရဲ့ coordinate ကဟုတ်ပြီအဲ့ဒါဆိုဒီ land တခြားမှာရှိတဲ့ point လေးကိုကြည့်ရအောင်နမူနာလေးဟုတ်ပြီအဲ့ဆိုရင်ဒီမှာ4နဲ့တန်းနဲ့ပြစ်တဲ့ point ဆိုရင်ဘာဖြစ်မလဲ x coordinate က4ဖြစ်မှာပေါ့4 comma b comma c 6နဲ့တန်းနဲ့ဆိုရင်6 comma b comma c ဖြစ်မှာပေါ့အဲ့တော့ဆိုရင်ဒီမှာ x coordinate တွေက4 a ဒီမှာ6ဒီမှာ4ဒီမှာ0ဆိုပြီးတော့ ြောင်းနေတာဖြစ်တယ်အဲ့မပြောင်းတာ y coordinate နဲ့ z coordinate အဲ့ဒါဆိုသူ့ရဲ့ equation ကိုတို့ဘယ်လိုရေးမလဲဆိုရင် y နဲ့ z တွေနဲ့ပေါ်ပြမယ် y ကဘယ်လောက်လဲဆိုရင် b z ကဘယ်လောက်လဲဆိုရင် c အဲ့တော့သူ့ရဲ့ equation ကြီး y = b နဲ့ z = c ဖြစ်မယ် coordinate form နဲ့ရေးရင် x, b, c ပုံစံနဲ့ရေးလို့ရမယ်အဲ့ဆို x တွေကအမျိုးမျိုးပြောင်းမယ် b နဲ့ c y coordinate နဲ့ z coordinate က b နဲ့ c ပဲဖြစ်နေမယ် အဲ့တော့ခုနကအတိုင်းပဲ yz plane ကိုတောင်းပန်ကြပြီးတော့ abc ကိုဖြတ်တဲ့မိသည့် line မဆိုသူ့ရဲ့ equation ကိုဘယ်လိုရေးမလဲ y = b z = c လို့ရေးမယ် coordinate form အနေနဲ့ဆိုရင်ဒီ line ပေါ်မှာရှိတယ်ဒီ line ပေါ်က point ရဲ့ coordinate form နေ x, b, c ပုံစံဖြစ်မယ်အဲ့တော့ဒီ line ကဘယ်သူနဲ့ parallel ဖြစ်လဲဆိုရင် x axis နဲ့ parallel ဖြစ်တယ်အဲ့ဒါဆိုရင် channel တစ်ခု ကျန်တဲ့တကူက except plane except plane ကို perpendicular ဖြစ်တဲ့ line အဲ့တော့ except plane လေးဆွဲမယ်ဟုတ်ပြီ axis ဈေး axis နဲ့တန်းတဲ့ origin ကိုဖြတ်ပြီးတော့ဆွဲလိုက်မယ် except plane သူ့ကို perpendicular ဖြစ်တဲ့ line လေးတစ် line ဆွဲမယ်ဟုတ်ပြီ except plane ကို perpendicular ဖြစ်တဲ့ line ဒီဘသူနဲ့ parallel ဖြစ်မလဲဆိုရင် y axis နဲ့ parallel ဖြစ်မယ် y axis နဲ့ parallel ဖြစ်ရင် ရှေ့ရအတိုင်းပဲ y a ဒီ line တစ်လျှောက်က point နေမှာဘာ coordinate တွေကပြောင်းမှာလဲဆိုရင် y coordinate တွေကပြောင်းမှာဖြစ်တယ်ဘသူမပြောင်းလဲဆိုရင် x coordinate နဲ့ z coordinate ကမပြောင်းဟုတ်ပြီအဲ့ဒါကြည့်ရအောင်မိဒီ point လေးဒီဘသူကိုဖြတ်လာလဲ a b c ဆိုတဲ့ point လေးကိုသူဖြတ်လာတယ်အဲ့ဒါဆိုဒီ line တစ်လျှောက်မှာ ဘာပြောင်းမှာလဲ y coordinate ပြောင်းမှာဖြစ်တယ်ဒီ a နေရာနဲ့ c နေရာကမပြောင်း x coordinate နေရာမှာ a ပဲပုံသင်ဖြစ်မယ် z coordinate နေရာမှာ c ပဲပုံသင်ဖြစ်မယ်အဲ့တော့ y b နေရာမှာမျိုးမျိုးပြောင်းမယ်အဲ့ဒါဆိုရင်ဒီ intersection point လေးကဘာဖြစ်မလဲဆိုတော့ intersection point นี่ဒီ line နဲ့ဒီ plane နဲ့ဖြတ်မှတ်ဖြစ်လို့ line ပေါ်မှာလည်းရှိသလိုဒီ plane ပေါ်မှာလည်းရှိတယ်။ဟုတ်ပြီ plane ပေါ်မှာရှိရမလို့ yz x plane ပေါ်မှာရှိတဲ့ point ဆိုရင် y coordinate ဒီပါလေအမြဲတမ်း0 ဘယ်နေရာမှာမဆို point coordinate က0အဲ့တော့ဒီနေရာမှာလည်း point coordinate 0ပဲအဲ့ဒါဆိုဒီ point လေးကဘာဖြစ်သွားမလဲဆိုရင် a, b, c a, 0, c ဖြစ်သွားမှာပေါ့ point coordinate change သွားမယ်ဟုတ်ပြီဒီမှာ3ဆိုတဲ့နေရာနဲ့တန်းနဲ့ဆိုရင် point coordinate ကဘာဖြစ်မလဲဆိုရင်3ဖြစ်မှာပေါ့အဲ့တော့ a, 3, c ဖြစ်မှာပေါ့အဲ့တော့ point coordinate ဒီ change မယ်ဒီ line တစ်ချောင်း x coordinate နဲ့ z coordinate က a နဲ့ c အဖြစ်ပဲရှိမယ်ဒါကြောင့်သူ့ရဲ့ equation ကိုဘယ်လိုရေးမလဲ ac a z c လို့ရေးမှာပေါ့ ac a z c လို့ရေးမယ် coordinate ပုံစံနဲ့ရေးရင် a ကောမှာ y ကောမှာ c နဲ့ရေးမယ် y တန်မှုတွေချိန်မယ် x နဲ့ z က a နဲ့ c ပဲဖြစ်နေမှာဖြစ်တယ်အဲ့တော့ x ဆက် plane ကို perpendicular ဒါမှန်ကြပြီးတော့ abc ဆိုတဲ့ point ကိုဖြတ်လာတယ်မြည်သည့် line မဆို ူရဲ့ equation သည် x a z c ဖြစ်ပါတယ်။ coordinate ပုံစံနဲ့ရေးမယ်ဆိုရင် a ကောမှာ y ကောမှာ c နဲ့ရေးမယ်။တကယ်ဒီ point လေးသည်2 3 4ဆိုရင်ဘာဖြစ်မလဲ2ကောမှာ y ကောမှာ4ပေါ့ဘာလို့ဖြစ်မလဲနော်။ဟုတ်ပြီ။အဲ့ဒီခုနက perpendicular ဆွဲထားတဲ့ line က x အက်ကို perpendicular ဖြစ်တော့ဘယ်သူနဲ့ parallel ဖြစ်မလဲဆိုရင် y axis နဲ့ parallel ဖြစ်မှာဖြစ်တယ်။ ဟုတ်ပြီဒါဆိုရင် plane နေပုံကို perpendicular ဖြစ်တဲ့ line နေရဲ့ equation တွေကိုရေးထဲမှာတင်တယ်။နောက်ပြီးဒီ line တစ်ချောင်းက point တွေကိုလည်းရေးထဲမယ်လို့ထင်ပါတယ်။နားမလည်ဘူးဆိုရင်တော့နောက်တစ်ခါတော့ပြန်ကြည့်ရင်နားလည်မှာပါ။နောက်တစ်ခါတော့ပြန်ကြည့်ကြည့်ပါလို့ပြောချင်ပါတယ်။အဲဒါဆိုရင် example ပုံစံလေးတစ်ပုဒ်တွေ့ရအောင်။ example 1အတွက်မယ် example 1ကဘာပြောတာလဲ find the equation of the line တဲ့ line ရဲ့ equation ကိုရှာခိုင်းတယ် line equation line equation ဆိုရင်သူက2မျိုးနဲ့ပေါ်ပြမှာဖြစ်တယ်เนาะ x x ဘလောက် y ဘလောက်ဒါမှမဟုတ် y ကဘလောက်စက္ကဘလောက်ဆိုပြီးတော့အဲ့လို line equation ကတန်ဖိုး2မျိုးနဲ့ပေါ်ပြမယ် plane ဆိုရင်2မျိုးနဲ့ပေါ်ပြမှာဖြစ်တယ်ဟုတ်ပြီ line equation နဲ့ဘာ line လဲဆိုရင် through the point -3,5,7 ဒီ point လေးကိုဖြတ်တဲ့ line နောက်ပြီးတော့ perpendicular to xy plane နဲ့နံပါတ် A ကိုတွက်မယ်ဆိုရင် xy plane ကို perpendicular ဖြစ်တယ်လို့ယူဆပြီးတွက်မယ်။ B ကိုတွက်မယ်ဆိုရင် yz plane ကို perpendicular ဖြစ်တယ်။ C ကိုတွက်မယ်ဆိုရင် xz plane ကို perpendicular ဖြစ်တယ်လို့ယူဆပြီးတွက်ရမှာဖြစ်တယ်။အော်နောက်တစ်ခုက find the point of intersection of the line and the plane အဲ့ဒီ line နဲ့ အဲ့ဒီ plain ကြီးရဲ့ဗါလဲ intersection point ကိုလည်းရှာပေးပါတဲ့ဟုတ်ပြီအဲ့ဒါဆိုစပြီးတွေ့ရအောင်အဲ့တော့ a ကဘာကိုစဉ်းစားမလဲဆိုရင် xy plain ကို perpendicular ဖြစ်တယ်လို့စဉ်းစားပြီးတော့တွေ့မယ်ဒီဘက် b နဲ့ c ကိုမေ့ထားပါခဏအဲ့ဒါဆိုရင်ဒီပုံစံဒီဘာဖြစ်မလဲ line ဒီ line တစ်လိုင်းရဲ့ equation ကိုတို့ရေးမယ်အဲ့ဒီ line ဒီဘယ် point ကိုဖြတ်လဲ -3, 5, 7ကိုဖြတ်လာတယ် ြီးရင် yz xy plane ကို perpendicular ဖြစ်တယ်ဟုတ်ပြီ xy plane ကို perpendicular ဖြစ်ရင်သူ့ဒီ b axis နဲ့ parallel ပြိုင်မှာလဲ b axis နဲ့ပြိုင်မလဲဆို z axis နဲ့ပြိုင်မယ် z axis နဲ့ပြိုင်ရင်အဲ့ဒီ line တစ်လျှောက်မှာဘာတန်မိုးတွေပြောင်းလဲသွားမလဲ z coordinate တွေပြောင်းလဲသွားမလဲအဲ့ဒီ7နေရာမှာတန်မိုးတွေပြောင်းသွားမှာပေါ့နော် ဟုတ်ပြီအဲ့ဒါဆိုရင်မပြောင်းတာကဘာလဲဆိုရင် x coordinate နဲ့ y coordinate ကမပြောင်းအဲ့ဒါဆိုရင်သူ့ရဲ့ equation ကိုတို့ကရေးမယ်ဘာရေးမလဲဒီမပြောင်းတဲ့ဟာနဲ့ရေးမှာဖြစ်တယ်အဲ့တော့ the equation of the line through the point negative 3,5,7 and perpendicular to the xy plane is ဘာဖြစ်မလဲ x equal to negative 3 y equal to 5ဆိုပြီးရေးမှာပေါ့ ီ line တစ်ချောင်းမှာ x က -3 y က5မပြောင်းလဲဘူးဒါကြောင့်သူ့ရဲ့ equation ကိုဒီလိုရေးမယ် coordinate ပုံစံနဲ့ရေးမယ်ဆိုရင် -3 5 7နဲ့ရေးမှာပေါ့ဟုတ်ပြီအဲ့ဒါဆို intersection point ကိုရှာပါတယ် intersection point ရှာမယ်ဆိုရင်ဒီ plane နဲ့ line ရဲ့ဖြတ်မှတ်ဒီ point ကိုဖြတ်လာတဲ့ line အဲ့ဒီဒီ xy plane နဲ့ခုနကဖြတ်တဲ့နေရာဖြတ်တဲ့နေရာဆိုတော့ခုနကလိုပဲ x တွေ y တွေကမပြောင်းဘူးဘာပဲပြောင်းမှာလဲ z coordinate ပဲပြောင်းမှာဖြစ်တယ် 8 point plain မော်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဖြတ်မှတ်ဒီပမာရှိလေ line မော်မှာရှိတယ်လို့ plain မော်မှာလည်းရှိတယ်။8 point plain မော်မှာရှိတဲ့ point အားလုံးကဒါလဲဆိုရင် z coordinate က0ဖြစ်တယ်လို့သိခဲ့ပြီးပြီ။အဲ့တော့8 point plain မော်ကဖြတ်မှတ်ဆိုတော့ z coordinate နေရာမှာဘာဖြစ်သွားမလဲ0ဖြစ်သွားမှာပေါ့။အဲ့ဒါဆိုရင် the point of intersection of the line and the plane is -3, 5, 0ပေါ့။ ဟုတ်ပြီအဲ့ဒါဆို B ကလည်းဒီတိုင်းမစဉ်းစားပြီးတွေ့ရောမှာပဲ YZ plane ကို perpendicular ဖြစ်မှာဒီတစ်ခါက A နဲ့ C ကိုမေ့လိုက်တော့အဲ့တော့ YZ plane ကို perpendicular ဖြစ်ရင်သူ့ဒီဘယ် axis နဲ့ပြိုင်မလဲ x axis နဲ့ပြိုင်မယ် x axis နဲ့ပြိုင်ရင်အဲ့ line ပေါ်မှာဘာတန်မှုပြောင်းမှာ x coordinate ပြောင်းမယ် y နဲ့ z ကမပြောင်းလဲဘူးအဲ့တော့ပြောင်းလဲမှုမရှိတာ y နဲ့ z မို့လို့သူ့ရဲ့ equation ကိုဘာနဲ့ရေးမလဲ y = 5 z = 7လို့ရေးမှာပေါ့ around uh, the equation of the line through the point negative 3 comma 5 comma 7 and perpendicular to the y z plane is y equal to 5 and uh, equal to 5 z equal to 7 coordinate point in the y is comma 5 comma 7, 5, 7, 5, 7, 5, 7. ဟုတ်ပြီအဲ့ဒါဆိုရင် point of intersection ကဘာဖြစ်မလဲ 0, 5, 7ဖြစ်မှာပေါ့5နဲ့7ကမပြောင်းဘူး plane mode ကိုရောက်သွားတဲ့အတွက်ကြောင့်မလို့ x coordinate ကဘာဖြစ်လဲဆိုရင်0 y z plane mode မှာ x coordinate ဒီ0သူက x coordinate ဒီပဲ change မှာဖြစ်တယ်ဒီ line က y z ကိုတောင်းမှကြပြီ x axis နဲ့ပြိုင်နေလို့အဲ့ဒါဆိုရင် c ကကြတော့ x plane အိဇက်ပလိန်ကိုဘာဘယ်နီကူလာဖြစ်မယ်ဆိုရင် သူဒီဘသူနဲ့ပြိုင်မှာလဲ y axis နဲ့ပြိုင်မယ် y axis နဲ့ပြိုင်ရင်ဘာတွေချိန်မှာလဲ y coordinate တွေပဲပြောင်းမှာ x နဲ့ z ကမပြောင်းအဲ့တော့သူ့ရဲ့ equation က x = -3 z = 7ပေါ့အဲ့တော့သူ့ equation က x = -3 z = 7 coordinate point အနေနဲ့ရေးမယ်ဆိုရင် -3, y, 7လို့ရေးမယ်ပေါ့ ပေါ်စာရေးတာတော့ဒီတိုင်းပဲเนาะ the equation of the line through the point and perpendicular to ဟာလဲ c ဆိုတော့ x plane ပေါ့ is ဆိုပြီးတော့နောက်ကအဖြေရေးမယ်ဟိုပြီးနောက်တစ်ခုက intersection point the intersection point of the line and the plane ဘာ plane လဲဆိုရင်ဒီတစ်ခါ x plane x plane ပေါ်မှာဆို y coordinate ကအမြဲတမ်း0တို့အကြောင်းမလို့ဒီမှာ y term ကိုအဖြေကိုချိန်သွားမယ်ဆိုရင်0ကိုချိန်သွားမယ်အဲ့တော့ negative 3 comma 0 comma 7ဖြစ်မယ် ုတ်ပြီဒီပုံစံလေးတွေရောအရှိရသင်ခန်းစာအောင်နားလဲဆိုရင်လွယ်ကူပါတယ်ခက်ခဲမှုမရှိပါဘူးဟုတ်ပြီအဲ့ဒါဆိုရင်ဒီနေ့ရှင်းပြသွားတာဒီနေ့ဆွေးနွေးသွားတာဘာအကြောင်းအရာတွေလဲဆိုရင် xy plane yz plane xz plane နေရဲ့ equation နဲ့သူတို့နဲ့ပြိုင်နေတဲ့ plane နေရဲ့ equation တွေအကြောင်း equation တွေဘယ်လိုရေးလဲဆိုတာရယ်အဲ့ဒီ plane ပေါ်မှာ coordinate point တွေကိုဘယ်လိုရေးလဲဆိုတာရယ် အဲဒါတစ်ပိုင်းနောက်တစ်ပိုင်းကဒီ plane နေပေါ်ကိုတောင်းမှတ်ကြနေတဲ့ line တွေရဲ့ equation ရေးတယ်။ဟုတ်ပြီအဲ့ဒီ line တွေပေါ်မှာရှိတဲ့ point တွေရဲ့ coordinate ကဘယ်လိုပုံစံရှိလဲ။ဘာတန်မှုတွေပြောင်းပြီးဘာတွေကမပြောင်းလဲ။ဒါလေးတွေကိုပြောသွားတာဖြစ်တယ်။အဲ့တော့နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။ဒီနေ့ video ကတော့ဒီလောက်ပါပဲ။နောက် video မှာပြန်ဆုံကြမယ်။